ဝင်ငွေအရင်းကြီးပေါ့နော်ကျွန်တော်နောက်ကအတန်လေးနည်းနည်းစုပြီးကတော့ပြောရတာလေးနည်းနည်းတော့တယ် sorry ပါနော်ကျွန်တော် ပြန်ပြောပါမယ်အားလုံးပဲမင်္ဂလာပါခြေတန်ရာတွေကနေပြန်လဲကြိုဆိုပါတယ်ကျွန်တော်ဒါလေးကတော့ခြေတန်တွေတင်တန်းရှင်းမှာဖြစ်ပါတယ်တင်တန်းထဲမှာကတော့ကျွန်တော်ဒီနေ့ certificate ပေးပွဲအစီအစဉ်လေးပြုလုပ်တာဖြစ်ပါတယ်အဲဒီနေ့ certificate ပေးပွဲအစီအစဉ်မှာတော့ အဲကျွန်တော်နောက်မှအတန်လေးတော့နည်းနည်းစုနေမလားလို့မသိဘူးဒါပေမဲ့ကျွန်တော်ကြိုးစားရင်ကြိုးလိုက်မယ်နော်စတိဗီကေပြပွဲစီစဉ်မှာကျွန်တော်တို့ဒီမှာအကျွေးမွေးလေးတွေပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအခုအဲစတိဗီကေပြပွဲပြီးတဲ့အခါမှာတော့ခနဲ့ဦးတင်နေသားတွေသူတို့ချိန်တဲ့နေရာတည်တဲ့ချိန်နဲ့တည်ဆိုပြီးတော့မှကျွန်တော်တို့ပျော်ဝဲရှင်ပွဲလေးလုပ်နေတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တင်တဲ့ဆင်းပွဲလေးမှာတင်တဲ့ဆင်းပွဲနေ့လေးမှာပဲကျွန်တော်အွန်လိုင်းကကျွန်တော်ရဲ့ပေးသက်တွေကိုလည်းဒီကျွန်တော်တို့ကြောက်လုံငန်းကိုစိတ်ဝင်စားတဲ့ပေးသက်တွေပေါ့နော် ျွန်တော်စိတ်ဝင်စားတဲ့ရန်နာညီကိုလို့ကျွန်တော်တို့ကသုံးလို့ရှိတယ်ပေါ့အဲ့တော့ကျွန်တော်ရဲ့ရန်နာညီကိုလို့ကျွန်တော်အားပေးတိုက်ခွန်းစကားလေးပြောချင်တယ်ကျွန်တော်တို့တင်တန်းဆင်းသွားလို့ကျွန်တော်ကြောက်လောက်ကမှာတကယ်ကျင်နေတဲ့အခါမှာပေါ့နော်တင်တန်းမတက်ဖန်တဲ့ကြောက်ဝိုင်းတွေကိုဝင်တဲ့ confident ပုံစံမျိုးနဲ့တင်တန်းပြီးမှကြောက်ဝိုင်းတွေဝင်တဲ့ confident ပုံစံနဲ့ရမ်းဖို့ပါပါဒါကကျွန်တော်ကပြောတာမဟုတ်ပဲねဒါတင်တန်းသားတွေကပြောတဲ့ဟာကိုကျွန်တော်ပြန်ပြီးတော့ပြပြထားပါတယ် confident ပေါ့နော်တင်တန်းတက်ပြီးတော့မှကြောက်ဝိုင်းတွေဝင်တဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုဒီ confident ကကျွန်တော် တော်လေးကိုဘဝအောင်မြင်မှာအကျိုးရှိရလို့ကျွန်တော်တို့ဒီလိုယူဆတယ်။အဲ့တော့ဒီမှာကျွန်တော်တို့သင်တန်းပြီးပြီဆိုကျွန်တော်တို့အကျိုးတပြည့်ကျွန်တော်တို့အပိုင်း၄ပိုင်းကိုကျွန်တော်တို့ခွဲလိုက်တယ်ပေါ့နော်။ဘယ်လိုမျိုးလဲဆိုတော့ပထမဆုံးအနေနဲ့ပွဲစားလိုက်ကျွန်တော်တို့ဝင်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 အရင်းကြီးပေါ့နော်။ကျွန်တော်နောက်ကအတန်လေးနည်းနည်းစုမိကတော့ပြောရတာလေးနည်းနည်းတော့တယ် sorry ပါနော်ကျွန်တော်ပြန်ပြောပါမယ်အပိုင်းလေးပိုင်းကျွန်တော်တို့ခွဲလိုက်တဲ့အခါမှာပထမဆုံးအပိုင်းကတော့ကျွန်တော်တို့ကပွဲစားလိုက်ပွဲစားလိုက်တဲ့ကျွန်တော်တို့ကဝင်ဝင်ရှာမယ်ဆိုရင်ကိုယ့်ရဲ့ ကျွန်တော်တို့ဒီအရင်နေ့ပေါ့နော်အရင်နေ့မပါဘဲနဲ့လည်းကျွန်တော်တို့ကပွဲစား line ကိုလုပ်လို့ရတယ်အဲနောက်တစ်ခုကတော့ကုန်တယ် line ပေါ့ကုန်တယ် line ကျွန်တော်တို့အရင်နေ့လိုတယ်တခြားကြလေးလေ့လာထားမှဆရာနဲ့အနီးကတိုင်ပင်ပေါ်လေးလည်းရှိပါကျွန်တော်တို့လုပ်တင်တယ်ပေါ့နော်အဲ့တော့ဒါကုန်တယ် line နောက်ကတော့ကျွန်တော်တို့ကအသွေးပြက်လက်ခစား line လည်းရှိတယ်ပေါ့အသွေးပြက်လက်ခစား line လည်းကျွန်တော်တို့ကအရင်နေ့ ောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ကဝယ်ဖြတ်သွေးရောင်းဆိုတဲ့အစာအစုံလိုင်းပေါ့နော်ဒီလိုင်းကတော့ကျွန်တော်တို့ကဖြည်းဖြည်းချင်းလေးသွားတင်တယ်ပေါ့တင်တဲ့ပိတာနဲ့ချက်ချင်းပဲကျွန်တော်ကအဲ့လားတင်းဆက်ကနဆက်ကြီးပိုင်းနေရပိုင်းနေတော့ရတာပုံပဲနဲ့ကျွန်တော်ကဖြည်းဖြည်းချင်းလေးသွားရတဲ့လိုင်းဆိုကျွန်တော်အပိုင်းလေးပိုင်းကိုတစ်ခုချင်းစီမှာအသေးစိတ်လေးနေအနှစ်ချုပ်မှာကြာကြတဲ့နဲ့ကျွန်တော်တင်တဲ့သားတွေကိုမှာကြားတယ်ပေါ့နော်အဲ့တော့ခုနကကျွန်တော်ပြောလို့တင်တဲ့ပိပြီဆိုတာနဲ့ကျွန်တော်တို့ကြောက်ဝမ်းနေဝင်တဲ့မှာပို့ပို့ကိုယုံကြည်မှု confidence အရန်ရှိသွားပါတယ် အဲ့ဒီဥစ္စာကပဲကိုကိုကိုယုံကြည်မှုရှိတဲ့ confidence ကပဲ self confidence ပဲကျွန်တော်တို့ဘဝမှာအောင်မြင်မှုကိုပေးပါဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြောက်လောကကြီးတွေဝင်လိုက်တယ်ဟုတ်လားတိုင်ပေမဲ့သူဆရာသမားလည်းမရှိဟုတ်လားအပေါင်းအသင်းမိတ်ဆွေလည်းမရှိအရန်ကိုကျွန်တော်တို့ကကြောက်လောကမှာအားငယ်စရာရှိတယ်အဲ့တော့ခုကျွန်တော်တို့သင်တတ်တဲ့ခါမှာတော့အားငယ်စရာမလို့ငွေကြေးအရင်းကြီးမရှိတဲ့ပဲကျွန်တော်တို့လုပ်လို့ရတဲ့နည်းလမ်းတွေရှိတယ်ငွေကြေးအရင်းကြီးနဲ့သွားမယ်လမ်းကြောင်းနဲ့ကျွန်တော်တို့ဒီမှာသင်တဲ့ရပါတရားလမ်းညွှန်ပေးထားတယ်ပေါ့နော်အဲ့တော့ ကျွန်တော်တို့ကျွန်တော်တို့ကြောက်လုပ်ငန်းကိုစိတ်ဝင်စားတယ်ကြောက်မန်လေးကြောက်ဝမ်းမှာရှင်းလိုက်ခြင်းနဲ့ဆိုတော့ကျွန်တော်တို့ကိုဂျေးတန်နဲ့တင်တန်းတို့ကိုတင်တန်းတွေကိုတက်ရောက်တင်တယ်လို့ကျွန်တော်ကတော့အဲလိုအကြံပေးပါတယ်။ဘာကြောင့်လဲဆိုတော့တင်တန်းဆရာပြလို့ကျွန်တော်ဒါပြောတာမဟုတ်ဘူးနဲ့ကျွန်တော်တို့ကိုယ်တိုင်ဒီပဲ အတင်းတန်းနေတက်ပြီးတော့မှာပဲဒီကြော်လောကတွေကိုရှင်နေတဲ့အခါမှာချိန်တို့အတွင်းလို့ကျွန်တော်ပြောလို့ရပါတယ်ဆယ်နှစ်ကျော်အတွင်းမှာကျွန်တော်ကြော်လောကမှာကိုရှိတော့ပုံပေါ်ရက်တည်နိုင်တယ်ကျွန်တော်မအားမရက်တည်နိုင်တဲ့အကြောင်းသမားတယောက်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရှိရဆရာသမားရဲ့အကြောင်းပုံပုံကိုယုံကြည်မှုရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရှင်နေလို့ရဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဂျန်နာဒီမူလီကိုအားပေးတိုက်တွန်းခြင်းနဲ့နော်ကျွန်တော်တို့ကြောက်စိမ့်တင်တယ်ကျွန်တော်တင်တာမဟုတ်ဘူးပေါ့နော်ကြောက်စိမ့်တင်တာတစ်ခုခုဒီရှာလေးလာဒီရှာတက်ပြီးတော့မှကျွန်တော်တို့ class mate တွေနဲ့ဆရာသမားတွေနဲ့ဟုတ်လားကြောက်ဝဲထဲမှာ ျင်လည်လိုက်မယ်ဆိုလို့ရှိရင်တို့ကနေ့အတွက်ပေါ့နော်နေ့အတွက်ဆိုတာကိုတို့လည်းရှာဖွေလို့ရမှာဖြစ်ပါတယ်ဒါလေးဒီပြေလေးနဲ့ကျွန်တော်အားပေးတိုက်တော်တာပြောလိုက်ပါတယ်ကျွန်တော်ရဲ့ဟလာတင်းတန်းစင်ပွဲနောက်ကအတန်လေးစဉ်ဆိုင်လို့ကျွန်တော်ရဲ့စကားရတဲ့စူးရတယ်ဆိုရင်အဲ့ခွက်လို့ပါကျွန်တော်ရဲ့တင်းတန်းသားကိုတင်းတန်းသားကြီးကိုလည်းအားလုံးကြည့်လိုက်ပါဦးနော် a procuradoria, senhor.